လယ်သမားတယောက်ရဲ့မြင်းဟာရုတ်တရက်နေမကောင်းဖြစ်ခဲ့တယ်။အဲ့ဒီမြင်းဟာသူ့ရဲ့အသက်မွေးဝမ်းကြောင်းရဲ့တခုရဲတော့အဓိကအရင်းမြစ်ဖြစ်တယ်။လယ်သမားကဆရာဝန်ကိုခေါ်လိုက်တယ်။ဆရာဝန်ကမြင်းကိုစစ်ဆေးပြီးတဲ့နောက်လယ်သမားကိုပြောခဲ့တယ်။ငါတို့သူ့ကိုသုံးရက်တန်အောင်ဆေးပေးမယ်။အဲ့ဒီထိအောင်မတက်တာသေးရင်သူ့ကိုအစိတ်ဆေးထိုးပြီးတက်ပြစ်ကြမယ်။ဘာလို့လဲဆိုတော့သူ့ရဲ့ယောဂါကတခြားသောတရိတ်စံတွေအတွက်လည်းအနည်းငယ်များတယ်။ ဒီစကားကိုကြားပြီးရနောက်လင်သမားကပူရောင်းဝမ်းနေသွားတယ်။အဲ့ဒီစကားကိုအင်းနမ်းမှာရက်နေတဲ့စိတ်ကလည်းကြားသွားခဲ့တယ်။ပထမတည့်ရက်စိတ်ကူးတာပြီးနောက်စိတ်ဟာမြင့်ရှိရာကိုသွားပြီးပြောခဲ့တယ်။တကယ်ချင်းထဖို့စူးစမ်းအယုံမပြီးနဲ့မဟုတ်ရင်တော့ရမြောင်းနေမှာသူတို့ကမင်းကိုတပ်လိမ့်မယ်။ဒါပေမဲ့မင်းကတော့အားနေနေတဲ့အတွက်မထနိုင်ခဲ့ပါဘူး။ဒုတိယမြောင်းနေမှာလည်းဆရာဝန်ကပြန်သွားပြီးရနောက်မင်းကစိတ်ကိုထဖို့ပြန်လာပြောတယ်။ ဒါပေမဲ့မြင်းကမထနိုင်ခဲ့ဘူးတတိယမြောက်နေ့မှာလဲစိတ်ကမြင်းစီသွားပြီဒီနေ့မှာလဲမင်းထဖို့မကြိုးစားရင်မနေ့ဖြင့်သူတို့မင်းကိုတတ်လိမ့်မယ်လို့ပြောခဲ့တယ်စိတ်ရဲ့အားပေးမှုကိုကြည့်ပြီးမြင်းဟာဖြည်းဖြည်းချင်းထကပြေးဖို့ကြိုးစားခဲ့တယ်လေသမားကသူ့ရဲ့မြင်းပြေးတာကိုမြင်ရပြီးအတိုင်းထက်အလွန်ပြောကသူ့မိန်းမကိုပြောခဲ့တယ်ငါမြင်းတတဝါပြီတကယ်အံ့ဝယ်ပဲဒီနေ့ညတော့ညစာမှာစိတ်သားဟင်းနဲ့စားမယ်ဆိုပြီးပြောခဲ့တယ် ီပုံမြင်ကတော့သူများကိုကူညီချင်တာဟာကောင်းတဲ့အရာဖြစ်ပေမဲ့တခါတလေမှာတော့ကူညီချင်းရဲ့နောက်ဆုံးရလက်ကဘာဖြစ်မလဲဆိုတော့ကျွတ်တမိမသိနိုင်တာကြောင့်အမြဲကြုံဆိုင်နေပါတခါတလေမှာတော့သူများကိုကူညီရင်းနဲ့ပဲကိုကိုရိုင်းကလည်းအနေနဲ့ပြင်ကြွရတတဲဆိုတဲ့သင်ခန်းစာပေးထားပါတယ်